ော်ရဲ့ပထမအဦးဆုံးဒီနုပညာဆက်လုပ်မယ်ဆိုပြီးဖြည့်ရဲ့ casting ကကိုညို့ဇာကောက်ကိုအင်ဖြည့်တာလို့ကျွန်တော်ပြောတာ။အဲ့တော့ဥမာပြန်နောက်ပြန်ဆောင်ရတာပေါ့။ဟုတ်တာပေါ့ကိုညို့နဲ့ဒါပြန်ဆောင်ရတဲ့အတွက်လည်းအရင်ပြောရမင်းကနုပညာဟောပြောရမလဲ item ပေါ်ယူတွတ်တယ်ပေါ့နော်အဲ့အဲ့အဲတခါပထမတည်းရမှာကြားရယ်ယူတွတ်တယ်ဆိုတော့ကြားရယ်ကိုကိုယ်တိုင်တကယ်ကိုကိုယူတွတ်မယ်တော့သိပါတယ်။ကျောင်းမှာပုံမှန်ပို့တော့ Canon နဲ့ကိုညို့ရောပြီးတော့ show like application ရောကျေးဇူးများတင်ပါတယ်။ပြီးတော့ကြီးစုကပြပေးတဲ့အားလုံးကျေးဇူးများတင်ပါတယ်။ ွင့်လင်းပြောရင်ကွာ identity တက်မှုပိုင်းကတော့ဝိုင်းရင်တပါဝင်တရုတ်ဆောင်နေနေရှင်ရင်တော့ဒါလိုလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒါပေမဲ့ဟိုယူတူတူစူးစမ်းတဲ့လူငယ်တယောက်လို့တော့ဟာဒါအခုချီးကျူးတာကိုကျွန်တော်ကြားဘူးပါအာရီယာဆာခယူစတာဝိုင်းအမွေတွေကိုလိုချင်တယ်ဆိုလို့ရှိရင်အော်ခက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 ်လုတ်ခဲရတယ်ဆင်းတော့ ကျွန်တော်ကျွန်တော်အနေနဲ့တော့ဒီမှာတော့အရင်မရှိပါဘူးဒါပေမဲ့စင်းတိုင်းကိုတော့ကျွန်တော်အားထည့်ထားပါတယ်အဲဒီဇာကပြပြီးရချိန်ကျမှပဲကျွန်တော်အင်တာဗျူးဖြတ်ဖြေမှာပဲအဲ့စင်းတစ်ခုကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တော့မပြောသေးဘူးခုလောဆယ်စောသေးရဲ့ အာရင်ခုန်တဲ့ကျွန်တော်အရင်ကြည့်ချင်နေပါကြီးကျွန်တော်ရဲ့ဟိုထား6ကျွန်တော်ပါဝင်ထားတဲ့ထား6 CV ကလည်းဘယ်လိုပုံစံဖြစ်မလဲဆိုတာရောပြီးတော့အဲမင်းဝကာရီဒါလေးကလည်းဘယ်လိုပုံစံဖြစ်မလဲဆိုတာကိုယ်လည်းရင်ခုန်နေပါရဲ့။ဟုတ်ပါတယ်ခင်ဗျ။ကိုညိုနဲ့ပထမအဆုံးဆုံးတာပါ။ဟုတ်ပါတယ်ခင်ဗျ။ကိုညိုနဲ့ပထမအဆုံးဆုံးတာပါ။ဟုတ်ပါတယ်ခင်ဗျ။ကိုညိုနဲ့ပထမအဆုံးဆုံးတာပါ။ဘယ်လိုပညာရရလဲပြောပြပါဦး။ဟာကိုညိုထဲကတော့ကျွန်တော်ဟို နေ့ရက်တိုင်းကပညာယူရတာဗောနော်ဒါကတော့ကိုညိုမမဟုတ်ပါဘူးပဲ writer တွေနဲ့ပဲဆုံဆုံ writer တူတယောက်ချင်းစီမှာတို့ရှိမှရှိတဲ့တော်တဲ့အချက်တွေကိုကိုရီအငယ်တွေနေနေရတော့ဟိုရသလောက်အတူယူပြီးသင်ရတာဗောနော်တို့သင်ပေးရဲ့ပညာတွေကိုလည်းကိုရှိမှကျန်သလောက်တက်နိုင်သလောက်တော့စုရတာဗော ဒီကောင်မှာပေါ်ဝင်မှုတွေကံနဲ့ကိုညိုပြီးတော့ show like application ကိုကျေးဇူးများကြီးတင်ပါတယ်ပြကြည့်ရှုပါပြပြ။အော်အရင်ပြောတာပေါ့။အဓိကတော့အဲကိုညိုကမ်းလန်းနေဆိုတော့ကျွန်တော်ရှေ့မှာလည်းအင်တာဗျူးကတောက်လျှောက်ဖြေခဲ့တယ်လို့ပဲ။အဲစတော့မယုံဘူး။မယုံဘူး။ဒါပေမဲ့လည်းတကယ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့လည်းအရင်ပြောပါရဲ့။အာဟော်ရာကကျွန်တော်ကအရှိမာကကာဂျီနဂါရိုက်ထားတာရှိရဲ့။အဲအဲ့ဒါဆိုတော့ဟော်ရာကတော့ကျွန်တော်တို့တော့ဟို ပထမဦးတော့မဟုတ်ဘူးဒါပေမဲ့ကိုညိုနေကတော့ပထမဦးဆုံးအတွေ့အကြုံပါပြီးတော့ series မှာဟောတာကတော့ဒါပထမဦးဆုံးပေါ့နော်အဲပြီးတော့တကယ်ကိုလည်းအကိုရှေ့ကနေပြီးတော့ဟိုနေ့ရက်တိုင်းမှာပြင်ညာရရပါတယ်ဟောကျွန်တော်ကျွန်တော်အများကြီးပြောပြီးသွားရည်လေဗျာကျွန်တော်ရဲ့ပထမဦးဆုံးဒီနုပညာဆက်လုပ်မယ်ဆိုပြီးဖြည့်ရဲ့ casting ကကိုညိုဇက်ကောက်ကိုအင်ဖြည့်တာလို့ကျွန်တော်ပြောတာမပြန်ပြန်တော့ပြန်ဆောင်ရတာဟုတ်တာပေါ့ကိုညိုနဲ့ဒါပြန်ဆောင်ရတဲ့အတွက်လည်းအရင်ပြောတယ် အကိုကချီးကျူးရယ်ကျွန်တော်ချီးကျူးရယ်မင်းမိုက်တယ်တဲ့အာမင်းမိုက်တယ်ဆိုရင်ဂျိနေပါဘူးစကားကြီးအစားခရီးစားကြတယ်ဘာရဲ့အမွေလေးကိုလိုချင်တယ်ဆိုလို့ရှိရင် ျွန်တော်ကပွင့်လင်းပြောရင်အတစ်ပါအတစ်ပြီးတော့ကျွန်တော်ကအမှုပညာတင်းနှန်းဆင်းနေလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်မှာကအဲအမှုပညာနဲ့အသေးဥဆောင်တာနဲ့ပတ်သက်လို့ရှိရင်အားနည်းချက်တွေအများကြီးရှိသေးတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်စင်းတစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းမှာအကိုကိုတော်တော်မေးရကိုယ်အဆင်ပြေလားသူအဲ့အချက်ကိုကြည့်ပြီးတော့မင်းကအမှုပညာဟောပြောရမလဲ item ပေါ်ယူတွတ်တယ်ပေါ့နော်အဲ့အဲ့အဲ့တစ်ခါပထမတည်းရမှာကြားရယူတွတ်တယ်ဆိုတာကြားရယ်ကိုယ်ကိုယ်တိုင်းတကယ်ကိုယ်ကိုယူတွတ်မယ်တော့သိပါတယ်ပြီးတော့ အဲဘယ်လိုအချက်တွေလဲဆိုတော့ဟိုပွင့်လင်းပြောရင်ကွာ identity တက်မှုပိုင်းကတော့ဝိုင်းရင်တပါဝင်တေးဟုတ်ဆောင်နေနေရှိရင်တော့ဒါလိုလိုအပ်ချက်တွေအများကြီးရှိသေးရဲ့ဒါမဲ့ဟိုယူတွတ်တွစူးစားတဲ့လူငယ်တယောက်လို့တော့ဟာဒါအခုချီးကျူးတာကိုကျွန်တော်ကြားဘူးပါအဲ့တော့အဓိကကကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးတိတ် horror ကားတွေကြည်ပြီးကြီးလာတယ်ငငယ်ကလေးကအဲ့လိုမျိုးတရေကားတွေပြီးလို့ရှိရင်တဲထိတ်ရင်ပုံစံကားတွေကြည်ပြီးကြီးလာတယ်သူတွေမှာပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဇာတ်ကားတွေကိုကြိုက်တယ်အဲ ခုကိုကိုတိုင်လည်းအဲ့လိုမျိုးကားတွေပူကြိုက်ရတဲ့အတွက်လည်းအရင်ပျော်ရယ်။ကျွန်တော်ဒီ feeling လေးတော့ရခဲ့မှာနော်။ကျောင်းစိတ်လေး။ကျောင်းသား feeling မှာကျွန်တော်အဲ့ချိန်မှာစားတောက်နေရနေပဲ။စားရယ်အားတဲ့ချိန်ဆိုစားရယ်။စားပြီးအခုခေါ်ရင်သွားရည်လေပြီးလို့ချင်းအားနေချင်းပြန်စားရယ်။အခုဆိုတာမပန်းရောင်လို့ဆိုလို့ချင်းလည်းမပန်းရောင်လည်းကျွန်တော်လိုပဲစားရယ်။ပြီးလို့ချင်းအကုန်လုံးစားရယ်။အကုန်လုံးစားနေကြ။ ကျွန်တော်ပြောပြမယ်ဗျာဒီကားမှာပါတဲ့ဆရာမလို့အဲကာရိုက်တာရောဆရာကာရိုက်တာတွေရောအပြင်ကဆရာဆရာမတွေလိုပဲသူတို့မှုတွေကလည်းအဲ့လိုပဲစားတယ်အာအကြောင်းအရာချင်းဆိုလို့ရှိရင်သူတို့အုတ်စုလိုက်ထွက်သွားပြီးဆရာမရဲ့ shooting ခဏ break တယ်ဆိုရင်ထွက်သွားပြီးပုံစံတန်းသွားပြီးမုတ်တွေဝဲချင်းကြီးချင်းငယ်နဲ့ပြန်လာပြီးအမချပြီးစားပြီးတကယ်ကိုစားတဲ့အဖွဲပါအော်ခက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 ်လုတ်ခဲရတဲ့ဇင်းတော့အာ ကျွန်တော်ကျွန်တော်အနေနဲ့တော့ဒီမှာတော့အရင်မရှိပါဘူးဒါပေမဲ့အစင်းတိုင်းကိုတော့ကျွန်တော်အားထည့်ထားပါတယ်အဲဒီစကားပြပြီးရခြင်းကြမှာပဲကျွန်တော်အင်တာဗျူးဖြတ်ဖြေမှာပဲအဲ့အစင်းတစ်ခုကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တော့မပြောသေးဘူးခုလို့ဆိုဆော်သေးရမမရပါဘူးကျွန်တော်ရဲ့ဗီတာမင်ငယ်ဘဝကတော့အဲ့လိုမျိုးပဲစားရလေတော်တော်များနေပြီးတော့စားတာစားရလေစားတော့อืมအဲ့မှာလဲစားခဲ့ပါတယ်ကျောင်းမှာတော်တော်ဒီဒီမင်းဝါပဲဒီမင်းဝါပဲကျွန်တော်ငယ်ငယ်တုန်းကဒီကားထဲမှာပါတယ်မင်းဝါပဲတကယ်တော့အဲ့လိုမျိုးပြည့်ပြည့်လုံးလုံးဖောင်းဖောင်း အော်တိုဝါ၁၀ရက်နေ့ရစပြီးရောရှိုးလိုက် application မှာထားချက်ဇာတ်ကားလေးကိုစတင်ပြသပါမယ်ခင်ဗျာအားလုံးပဲအားပေးကြပါအောင်ခင်ဗျာကျေးဇူးများတင်ပါတယ်ဗီတာမင်ပါ